ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့ဆီးရီးယားနဲ့မြန်မာနိုင်ငံမှာပဋိပက္ခတွေကြောင့်မြေမြုံမိုင်းနဲ့မပေါက်ကွဲသေးတဲ့လက်နက် KN တွေပေါက်ကွဲလို့သေဆုံးမှုဒဏ်ရာရရှိမှုတွေဟာ2024ခုနှစ်မှာလေးနှစ်အတွင်းအမြင့်ဆုံးကိုရောက်ရှိလာခဲ့တယ်လို့မနေ့ကထုတ်ပြန်တဲ့ Landmine Monitor အစီရင်ခံစာအသေးအရာတရားပါရယ်။ဥရောပနိုင်ငံအများအပြားဟာရုရှားရဲ့ကျူးကျော်မှုချိန်ချောက်မှုအန္တရာယ်ကြောင့် ညင်မြုံမိုင်းအုံပြုံမှုကိုတာမြစ်တဲ့စာရှုပ်ကနေနှုတ်ထွက်ဖို့လှုပ်ရှားနေချိန်မှာဒီဒေတာအချက်လက်တွေထွက်ပေါ်လာခြင်းဖြစ်တယ်လို့ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။ပြီးကြတဲ့2024ခုနှစ်ကဖြစ်ရပောင်း6000ကျော်မှတ်တမ်းတင်ထားခဲ့ပြီးအဲ့ဒီအထဲမှာသေဆုံးသူ1945ဦးနဲ့ဒဏ်ရာရရှိသူ4325ဦးအထိပါဝင်ပါတယ်။2020ခုနှစ်ကစပြီး၄နှစ်တာကာလအတွင်းမိုင်းကြောင့်ထိခိုက်ဒဏ်ရာရရှိသူအရေအတွက်ဟာ 2024ခုနှစ်မှာအမြင့်ဆုံးအရေးအတွက်ဖြစ်တယ်လို့လည်းဆိုထားပါရယ်ထိခိုက်ဒဏ်ရာရရှိသူ90ရာခိုင်နှုန်းနေပါဟာအရက်သားတွေဖြစ်ကြပြီးထောက်ဝက်နေပါဟာအမျိုးသမီးတွေနဲ့ကလေးငယ်တွေဖြစ်ကြပါရယ်စီးပွားရေးနဲ့မြန်မာနိုင်ငံမှာရှိတဲ့ပဋိပက္ခဖြစ်ပွားရာဒေတာတွေမှာအ धिक အားဖြင့်မြင့်တက်လာနေတာကိုတွေ့ရှိရတယ်လို့လည်းသတင်းမှာဖော်ပြထားပါရယ်စီးပွားရေးမှာတမဒါဟာ Virtual AR ဆက်ပြုတ်ကြပြီးတဲ့နောက် နေရပြန်လာနေထိုင်သူတွေဟာမပေါက်ကွဲသေးတဲ့လက်နက်ခေရန်တွေကြောင့် NDA တွေတိုးပွားလာနေတာလည်းဖြစ်ပါတယ်မြန်မာနိုင်ငံမှာလည်းတပ်မတော်နဲ့အစိုးရမဟုတ်တဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့မိုင်းအသုံးပြုမှုမြင့်တက်လာတာကြောင့်ဖြည့်ရပေါင်း2000ကျော်ကိုအများဆုံးမှတ်တမ်းတင်နိုင်ခဲ့တယ်လို့အစီရင်ခံစာမှာဖော်ပြထားပါတယ်ရှင်